ဝါကိုဝိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်းအွန်လိုင်းငွေလိမ်ခိုင်းတွေကိုရုံကန်၅ပါးကအိမ်ထဲခြံကိုသိမ်းဆည်းမယ်လို့ဝါပြေသွေးစီညညရေးတက်မတော် UWSC ကထုတ်ပြန်ပါတယ်။ဝါကိုဝိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းကွန်ရက်ကိုနှိမ့်နှင်းတားဆီးဖို့ရဲတပ်ဖွဲ့ကစစ်စင်ရေးတွေလှုပ်ဆောင်ခဲ့တာကြောင့်ဒီဖြိုခွင်းမှုကနေရှောင်လွယ်ဖို့ရာဇဝဲမှုကျွလွတ်သူအနည်းစုဟာထွက်ပြေးသိမ်းရှောင်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းငွေလိမ်လုပ်ငန်းတပ်ဖြည့်ရေးလုပ်ငန်းကနေရရှိလာတဲ့အောင်မြင်မှုတွေကိုစူးစီးမှတ်တမ်းတင်နိုင်ခဲ့ပြီးအဲ့ဒီငွေလိမ်လုပ်ငန်းတွေပြန့်နှံ့နေတာကိုတင်းကျပ်စွာတားဆီးနိုင်မှုအတွက် UWSA ကအချက်လေးချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ online လိမ်လည်လုပ်ငန်းနဲ့ပတ်သက်တဲ့မြေသိပုံစံမှမဆိုပေါင်းဝင်ကူညီတာဒါမှမဟုတ် ။တွယ်ဝရွေးဖြစ်စေပအဝင်ခြင်းမပြုဖို့တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီးမြေတိချိုးဖောက်မှုမျိုးကိုမစိုးပြင်းပြင်းထန်ထန်အပြစ်ပေးသွားမှာဖြစ်ကြောင်း UWSA ကဆိုပါတယ်။ဝါကဝိုင်းအုတ်ချုပ်ခွင့်ရဒေတာအတွင်းနေထိုင်ကြတဲ့မြေသူမဆိုးငွေလိမ်လုပ်ငန်းလိမ်လည်မှု၌ပါဝင်ပြီး electronic လိမ်လည်ခိုင်းအတွက်ရုံးကန်းနေရငှားပေးပါကပါဝင်ပတ်သက်တဲ့အိမ်내ခြံတွေကိုတင်စီသွားမှာဖြစ်ကြောင်း UWSA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်ဟိုတယ်ဒါမှမဟုတ်လိမ်လည်လုပ်ငန်းစစ်ဆေးမှုမှာပါဝင်ကြောင်းတန်ရရှိသူဒါမှမဟုတ်အိမ်တလုံးငှားရမ်းမ င်းမာက၎င်းတို့ရဲ့အထောက်ထားအချက်အလက်ကိုတိကျစွာစီစစ်ပြီးမှန်ကန်စွာမှတ်ပုံတင်ဖို့နဲ့မတင်ကောက်ပွဲရတွေးရှိပါကတရားရေးဌာနကိုချက်ချင်းသတင်းပို့ရမှာဖြစ်ကြောင်း UWSA ကထုတ်ပြန်ခဲ့ပါတယ်။အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖြတ်တာနဲ့ဒါစီရေးဆောင်ရွက်မှုတွေမှာပြည်သူလူထုရဲ့ပိုးပေါင်းပါဝင်မှုတွေလည်းလိုအပ်ကြောင်း UWSA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ငွေလိမ်လုပ်ငန်းနဲ့ပတ်သက်ပြီးတန်တရားဖြစ်ပွဲတစုံတရာတွေ့ရှိပါကစွတ်သွေဖို့ဖုန်းနံပါတ်တွေကိုလည်းထုတ်ပြန်ပြီးအဲ့ဒီဖုန်းနံပါတ်တွေကနေတဆင့်တိုင်ကြားနိုင်တယ်လို့ UWSA ကဆိုပါတယ်။